အာဆိုတဲ့စကလုံးလေးတလုံးတော့ပါနေတယ်။ဥမင်းရည်ရော်တိတိုင်အောင်တတ္တဝါကိုကောင်းမွန်သွားစီမဲ့အရာဘယ်အရာလဲလို့မေးထားတယ်မေးဖို့တကယ်စင်စစ်ဒီတုတ်တံကနတ်သားတပါမြတ်စွာဘုရားရဲ့ထံတော်မှောက်ရောက်လာပြီးတော့သူသိကျင်တဲ့အကြောင်းအရာ၄မျိုးကိုမေးလို့မြတ်စွာဘုရားဖြေခဲ့တာမှတ်တမ်းတင်ထား သက္ကတာဝေကတန်ယုတ်ပါဠိတော်မှာလာတယ်ပေါ့နော်ခါရဝမြတ်စွာဘုရားရှင်တို့ကြောင်းလိုက်တော်မှာတည်သုံးတော်မူနေတော်တခုသောညာချမ်းကာလမြတ်စွာဘုရားရဲ့ဌာတော်မောက်ကိုနတ်သားတော်ရောက်လာပြီးတော့ဂါထာတပုတ်ဖြင့်မြတ်စွာဘုရားကိုသူတိလိုတဲ့အရာကိုမေးတယ်ကိန္တုယာဝဇရာတာတုကိန္တုတာတုပဋိဋ္ဌိတာ ကိန္တုနရနရတနကိန္တုသောရိဟိတုရံပါဏိဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားရံဝစရာဥသည်တိုင်အောင်သာတုကောင်းမွန်တော်ရသည်ကိန္တုအဘေယဘာနိဘုရားဒီထဲမှာစရာဆိုတာလေးပါတယ်နော်မြတ်စွာဘုရားတဲ့တတ္တဝါတွေအတွက်ဥမင်းရင့်ရော်သည့်တိုင်အောင် အသက်ကြီးလို့ပူလာသည့်တိုင်အောင်တတ္တဝါကိုတကယ်ကောင်းမွန်သွားစေမယ့်အရာဘယ်ရာလဲဖြစ်မလဲကိန္တုယဝဇရာတာတို့ကိန္တုတာတို့ပဋိဌိတံပဋိဌိတံမိမိတန်တန်၌တည်မြဲနေသည်ရှိသောကိန္တုဘေယာတိတာတို့ကောင်းလာပါသည်နိဒါဒုတိယမေခေါ် ဘယ်လိုတရားလေးကိုယ်တန်တံမှာအမြဲတမ်းတည်နေပဲဆိုရင်အကောင်းဆုံးဖြစ်မလဲတဲ့ပထမမိဘကဥမင်းသည့်တိုင်အောင်ကိုယ်တကယ်ကောင်းသွားစေမယ့်အရာဘယ်အရာလဲဒုတိယမိဘကကိုယ်စိတ်ထဲမှာအမြဲတမ်းတည်ရှိနေမယ်ဆိုရင်ဘယ်လိုအရာလေးတည်ရှိနေတာအကောင်းဆုံးဖြစ်မလဲလေးနဲ့တဲ့နော်မိဘရဲ့အဓိပ္ပာယ်ကလည်း ကိန္ဓုယာဝစရာတာတုကိန္ဓုတာတုပဋိဋ္ဌိတံကိန္ဓုနရနရတနံကိန္ဓုသောရိဟိတဝရံနရနံလူသားတို့ရဲ့ရတနံနှစ်သက်မြတ်နိုးဝယ်ကောင်းတဲ့ယတနာဆိုတာကိန္ဓုအဘေယာပါဏိဖေယလောကလူသားတွေအတွက်အလုံးမစိတ်နှလုံးကို နှစ်သက်မှုကိုဖြစ်စေတဲ့ယတနာယတနာဆိုတဲ့စကလုံးလေးကစိတ်ကိုနှစ်သက်စေတယ်လို့အဓိပ္ပာယ်ရတယ် စိတ်ကိုအလုံးမင်းနှစ်သက်စေတဲ့ယတနာလို့ပြောရတော့အောင်ကိုတန်ဖိုးရှိတဲ့အရာဘယ်အရာလဲတဲ့ဒါကတတိယမိခုံးเนาะကိန္တုနရနရရဏကိန္